ဒီညမှာရှင်ပြိုင်ရသားမဲ့ United အသင်းရဲ့ပွဲထွက်လူစည်းကိုတစ်ချက်ချင်းကပ်ကြည့်အောင်ခင်ဗျာမင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှူအနေကျူတူပါတယ်ကျွန်တော်ကိုခိုင်းပါဒီညတနအိုက်ဘွဲမှာရှင်ပြိုင်ကစားမယ်မန်ချက်စတာယူနိုက်တက်နဲ့ဘီဘာအိုတို့ပွဲစဉ်မှာယူနိုက်တက်အသင်းပွဲထွက်လာနိုင်တဲ့ lineup လူစင်းအခင်းချင်းကို spomole ရဲ့နောက်ဆုံးရသတင်းအချက်အလက်တွေပေါ်မှာမူတည်ပြီးတုံးသက်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ဆွေးနွေးရမှာ ဒဏ်ရာပြဿနာအခြေအနေပေါ့နော်မာဒီယက်စ်ဒလစ်က Brentford နဲ့ပွဲစဉ်မှာဒဏ်ရာပြဿနာ ရရှိသွားတဲ့အတွက်ဒီပွဲစဉ်ကြန့်ခိုင်မှုပြေဝဖို့မပြေဝဖို့စောင့်ကြည့်ရတဲ့အခြေအနေမှာရှိပါတယ်ဒီတော့ကြောင့်ပါဝင်မှုမတိကြဘူးဆိုရဲသဘောမျိုးပါကံကောင်းတာတစ်ခုကမာဒီယက်စ်တလစ်မပါဝင်နိုင်ပေမဲ့ဟယ်ရီမဂွာယာသည် CCB တနေရာမှာအကောင်းဆုံးခြေလွှမ်းပြနေတယ်။ RCB SCB နှစ်နေရာဘယ်ကစားသမားမဆို ကစားနိုင်တယ်ဗျာကျွန်တော်တို့ကသာဒီ position ဘိုင်းရဒီနေရာကတော့ LCB ဒီနေရာကတော့ RCB ပြောပေမဲ့ Ruben Amorin အခုနောက်ပိုင်းတုံးနေတဲ့ပုံစံအခင်းချင်းတွေကို bro လည်းတွေ့မှာပါ LCB sorry ဆိုတဲ့ကစားသမားတွေကို RCB မှာထားတယ် RCB မှာ sorry ဆိုတဲ့ကစားသမားတွေကို LCB မှာထားတယ်ယာတီအစတော့ကလည်းကျွန်တော်အဲ့ဒီ LCB RCB နဲ့ပတ်သက်ပြီးတော့တကောက်ဆွေးနွေးပြီးပါပြီဘာကြောင့်လဲဆိုတော့ဟိုတိုက်စစ်မှုနဲ့ defender ကွာတယ်လို့မျိုးကွာတာမဟုတ်ဘူးဗျာ center back နေရာမှာ sorry ကစားသမားတယောက်က LCB RCB ဘယ်နားမှာပဲဖြစ်ဖြစ်ကစားနိုင်တယ်ကျွန်တော်တို့ကသာ အသေးစိတ်ပိုဒရှင်ခွဲပြီးပြောနေလို့ left right ကွဲသွားတာတကယ်တော့ဘယ်နှမအဖြစ်ဖြစ်စော့နိုင်တယ်တခုတော့ရှိတယ် CCB လို့ခေါ်တဲ့ central center back နေရာမှာကစားမဲ့ကစားသမားကတော့ vision ကောင်းဖို့လိုတယ်အဲ့ဒီနှစ်နေရာထက်ပို့ပြီးတာဝန်ကြီးတယ်ဆိုတော့ဒီ CCB တနေရာက three back sort ရဲ့အသင်းတွေအတွက်အရင်အရေးကြီးတယ်အဓိကနေရာ Ruben Amorim နဲ့ Harry Maguire ကိုစာချုပ်တံတိုးနိုင်လောက်တယ်ဗျ ခေါင်းကြီးဒီပုံစံတိုင်းခြေသွန်းဆက်ပြနေမယ်ဆိုရင် CCB တနေရာမှာနောက်ပေါ်လုံးရသည်တွေအတွက်ပွဲထွက်ခွင့်တနေရာတောင်ရလာနိုင်တယ်။ဟုတ်ပါ။အဲ့တော့ Mathis Tlit ပါဝင်ခြင်းမပါဝင်ခြင်းကအရင်ပြဿနာထွေထူးထူးရှိမနေဘူးဆိုတာဒါအဓိကပြောချင်တယ်ပဲဖြစ်ပါတယ်။နောက်ထပ်မပါဝင်နိုင်တဲ့ကစားသမားတွေကတော့ Toby ခိုးရပါတော့။နောက် Licha, Joshua Zexy, Diego Dalo နဲ့ Aiden Heaven တို့ဖြစ်ပါတယ်။ဒီကစားသမားတွေကတော့ငကိုကလေးကဒဏ်ရာပြဿနာရရှိပြီးသားသူတွေဖြစ်တဲ့အတွက်ကြောင့်သူတို့မပါဝင်ဘဲ United အသင်း Europa League မှာ ဒါရှေ့ဆက်နေနိုင်တာကိုကြည့်ရင်ဒီကစားသမားတွေပါဝင်ခြင်းမပါဝင်ခြင်းကလည်းထိခိုက်နစ်နာမှုအများကြီးမရှိနိုင်ဘူးလို့ကျွန်တော်ယူဆပါတယ်။အဲ့တော့ကျွန်တော်နောက်တစ်ပိုင်းကဟိုချီရိုအိုဘီပေါ့နော်။အဲ့တော့အိုဘီကိုပရီးမီးယားလိမှာယူနိုက်တက်အနေနဲ့ပထမဆုံးပွဲတော်ခွင့်ပေးခဲ့တယ်။အဲ့ဒီပွဲတော်ခွင့် ပေးခဲ့တဲ့ပွဲမှာချီရိုအိုဘီရဲ့ကစားပုံကအားရစရာမကောင်းခဲ့ဘူးအားရစရာ ကောင်းခြင်းမကောင်းခြင်းထက် United လို့အသင်းကြီးမှာဒီကစားသမားလေးကစားဖို့ဆိုတာလိုအပ်ချက်တော်တော်ကြီးတယ်ဗျအသက်သာငယ်တာသူ့ရဲ့ကစားပုံကစားပေါက်ကအထလေးတယ်လို့ယုံကြည်မှုလည်းပျောက်နေတယ်သို့တော့ပေါ်တခွင့်ပေးလိုက်တဲ့အတွက်ကြောင့်ချီရိုအိုဘီကတော့ဒါစကားကြုံလို့ကျွန်တော် sharing လုပ်တာပါနော် United အသင်းရဲ့ တမိုင်းမှာအသက်အငယ်ဆုံးပွဲထွက်ကစားသမားဖြစ်လာခဲ့ပါတယ်သူပွဲထွက်ခွင့်ရတဲ့အချိန်မှာ18နှစ်နဲ့156ရက်ပဲရှိပါသေးတယ်အဲ့တော့ပြောချင်တာစပိုမိုးရဲ့ဖော်ပြချက်ထဲမှာချီရိုအိုဘီကိုဒီပွဲစဉ်အတွက်သုံးလာမှာမဟုတ်ဘူးရော့စမတ်ဝိုင်လန်နဲ့အနောက်မှာဘရူနိုဖာနန်ဒက်စ်တို့အလီယန်ရိုဂနာချိုတို့ထရိုင်ဟိုပဲသုံးလာဖို့များတယ်လို့ပြောချင်တာပါဆိုတော့ကျွန်တော်ဘီဘာဝရဲ့ဒဏ်ရာပြဿနာစီးရင်ထပ်ပြီးကြည့်လိုက်အောင် ပထမကြော်တော့အနီကက်ပစ်တန်နဲ့ထုတ်ပယ်ခံခဲ့ရတယ်ကျွန်တော်ဒန်နီ VVN ပေါ့နော်ဒီပွဲစဉ်မှာပါဝင်မှာမဟုတ်တဲ့အတွက်ကြောင့်နောက်တန်းတနေရာကအားနည်းနေနိုင်ပါတယ် VVN ဆိုတာကစပိန်လေရွေးစဉ်အသင်းမှာရွေးချယ်ခံရတဲ့အထည်ကိုခြေစွမ်းကောင်းခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ဒီအတွက်ကြောင့်ဘီဘာအိုတင်းရဲ့ defensive line ကတော့အားနည်းနေမှာအသေးကြပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်နောက် Nico Williams ပေါ့နော်ဒိုင်ယာပြဿနာအနည်းငယ်ရရှိထားတယ်လို့ကျွန်တော်တို့ကြားထားတယ် ဲ့အတွက်ကြောင့်ဒီပွဲစဉ်ပါဖို့မပါဘူးမသေးကြဘူးဒါပေမဲ့စပိုမိုးရဲ့ပေါ်ပြချက်ထဲမှာတော့နီကိုဝီလျံစ်ကိုပွဲတော်ခွင့်တနေရာမှာသူခမန်းထားတာကိုတွေ့ရပါတယ်ခင်ဗျဒါအပြင်ကျွန်တော်ဆန်ဆက်ပေါ့နော်ဆန်ဆက်ဆိုတာဒီနေ့ဘောလုံးရာသီမှာဘီဘာအိုအတွက်ဂိုးတွေအများကြီးတွင်ပေးထားတယ်ကွင်းလင်ကစားသမားဒီကစားသမားကလည်းဒညာပြဿနာတော့ပြန်ကောင်းလာပြီသို့တော့ပါဝင်ဖို့မပါဝင်ဖို့မသေးကြမြေရတဲ့အခြေအနေမျိုးဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ဒီဒန်ရကစားသမားစီးရင်ကိုဆွေးနွေးကြည့်လိုက်မယ်ဆိုရင်ယူနိုက်တက်ဒင်းကတော့ ဘယ်ကကစားသမားတွေငကိုတဲ့အများပြီးသားပဲတချို့ပြန်ကောင်းလာတဲ့သူတွေတောင်ရှိသေးတယ်အထက်အခြေအနေဆိုးတဲ့နေရက်တွေတောင် United အကောင်းဆုံးဒါ Europa League မှာဖြတ်သန်းခဲ့တာပဲဗျာ Premier League မှာပြောရမလို့ Europa League မှာအကောင်းဆုံးသူတို့ဖြတ်သန်းခဲ့တဲ့အခါကျတော့အခုကျွန်တော်ပြောပြခဲ့တဲ့ဒဏ်ရာပြဿနာရနေတဲ့ကစားသမားတွေကအထူးတလဲဘာမှစဉ်းစားနေစရာ မလိုတော့ပါဘူးဒါမဲ့တစ်ဖက်ဖီဘာဝကကျတော့ Vivian တို့ Sunset တို့မပါဝင်မှုဟာပြဿနာကြီးပါတယ် နီကိုဝီလျံစ်ပါဝင်လာတယ်ပဲထားပါဦးဘလို့ပဲဖြစ်ဖြစ်အသင်းရဲ့တချို့နေရာတွေမှာအရေးကြီးတဲ့ကစားသမားတွေမပါဝင်နိုင်ခြင်းကနီကိုဝီလျံစ်အီနာကီဝီလျံစ်နှစ်ယောက်ထဲနဲ့လုံးဝအင်ပစ်အားပြီးဖြစ်အောင် ဖြည့်တင်းမနိုင်ဘူးလို့တော့သုံးသပ်မိပါတယ်ခင်ဗျ။ဟုတ်ကဲ့တလက်စာရေးမိဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်။ဒါကတော့ football game မှာ football game မှာ one spot ကိုလည်းကစားလို့ရပြီ။ promo code ဖြစ်တဲ့ FBG အကြီးစလုံး9 3လုံးကိုရိုက်ထည့်ပြီးတော့ကစားပေးပါခင်ဗျ။ဒီထက်ပို့ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်ဘာပဲနမက်ကိုကြောက်တ3လုံး3 3လုံးမှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျ။ကဲအဲ့တော့ကျွန်တော်ပွဲအတွက် line နဲ့ပတ်သက်ပြီးတစ်ချက်ထပ်ဆွေးနွေးကြည့်အောင်နော်။အဲ့တော့ United နဲ့ပတ်သက်ပြီးပဲအဓိကထားဆွေးနွေးပါမယ်။ကိုသမား Andre Onana ပွဲတော်ခွင့်ရဖို့များပါတယ်။သူပဲပွဲထွက်မှာပါ။အဲ့တော့နောက်တန်း3ယောက်ကိုကျွန်တော်စဉ်းစားရမယ်။ Matthias Delit ပ ါဝင်မှုမပါဝင်မှုမသေချာတဲ့အချိန်မှာ Harry Maguire ကိုပဲ Central Center Back နေရာမှာသုံးလာမှာပါအဲ့တော့ Landelof ရှိမဲ့ Linier ကိုနှစ်ယောက်ရှိမဲ့ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်ရှင်းပါလေးပြောပြီး Landelof က ACB ဆော့တဲ့ကစားသမားเนาะကျွန်တော်တဖက်က Linier က RCB ဆော့တဲ့ကစားသမားဖြစ်ပါတယ်ဒါပေမဲ့လည်းပြီးခဲ့တဲ့ပထမအကြော်တော့သုံးသွားတဲ့ပုံစံဒီ Linier ကို ACB သုံးပြီးတော့ Landelof ကို RCB သုံးသွားတယ်ဆိုတော့ Ruben Amorim နေနဲ့ကစားသမားတွေကိုတနေရာထဲမှာကစားဖို့အတွက်မဟုတ်ဘဲနှစ်နေရာလုံးအဆင်ပြေပြေကစားနိုင်အောင် used to ဖြစ်အောင်တုံးပေးနေတဲ့ပုံစံမျိုးလို့ထင်တယ်ဒီတော့ကြောင့်ဒီနေရာမှာ Landlord of ပွဲထွက်လာနိုင်တယ်ဒီနေရာမှာကတော့ကျွန်တော် Linear ကိုပွဲထွက်လာနိုင်ပါတယ် SCB Linear ကို RCB Landlord of ပေါ့နော်ဆိုတော့ကျွန်တော်တစ်ဖက် right wing back ပေါ့နော် Patrick Dorgu ကို right side ထုတ်ရင်ဘယ်လိုမှအဆင်မပြေဘူး left side မှာပို့ပြီးတော့ performance ထွက်တယ်ဒီကိုဒါလို့ကလည်းမပါတဲ့အခါကျတော့ကျွန်တော် Emas တွေပါလေတော့ထည့်လို့မရဘူး Emas လည်းအဆင်မပြေဘူးဗျာ Mazraouri right wing back ကစားသမားအဖြစ်နဲ့ ွဲထွက်လာမှာပါတဖက် left wing ဘက်မှာကတော့ patrick dogu ပွဲထွက်လာဖို့ကတေချာတလောက်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကွင်းလယ်စုဖွဲ့မှုကိုကြည့်မယ်ဆိုရင် manuel ugarte casmero ကတော့အခု europa league မှာပြောပြောဆိုဆိုပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ကစားသမားတွေဖြစ်ပါတယ်အဲ့တော့ဒီနေ့ရဲ့အတွဲဖက်ကဘာကြောင့်အဆင်ပြေသွားလဲဆိုတော့တန်ရင်းကသူက defensive action ကိုအဓိကပေးတယ်ဗျ သူငယ်ရွယ်တဲ့အချိန်ကာလတုန်းကလည်းမျိုးတလိုင်းချင်းစီတကြီးချင်းလိုက်မတိုးနိုင်တော့ဘူးအရင်တော့အတကင်အက်ရှင်တွေပါကတ်စမဲရိုကကောင်းတယ်အဝေးကစ်တွေနဲ့လှမ်းကန်တာဟုတ်အခုချိန်မှာမကန်နိုင်ဘူးမဟုတ်ဘူးကစားသမားတယောက်ရဲ့စကေးပိုင်းကတော့သူတေမပြောက်မှာဒါပေမဲ့လည်းသူ့ရဲ့အသက်အရွယ်ရအဲ့လိုရှစ်တက်ပြီးနောက်ကိုပြင်ဆင်ဖို့အတွက်မတည်ကြတော့တဲ့အချိန်မှာသူကဒီနောက်ကန်ကစားသမား၃ယောက်ရဲ့ရှေ့မှာပဲတာဝန်ယူဖို့များတယ်ဒီရှေ့မှာကတော့ကျွန်တော်က၂ယောက်တည်းပြထားရမယ်ဒီမန်ယူအူဂါတီတာဝန်ယူဖို့များတယ် ီတူဘီပုံစံမျိုးကစားပါလိမ့်မယ်။ရှင်းတဲ့နောက်ကိုအဓိကချိတ်ဆက်ပြီးတဲ့ကစားသမားအဖြစ်ဥကာဒီအသုံးတော်ခံပါပါ။ပထမကြောင်တော့လည်းဥကာဒီအပုံစံပဲစော့ပြီးတော့အကောင်းဆုံးခြေသွမ်းပြသွားတောက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်ရှိအတက်ကင်မစ်ဖီဒါနှစ်ယောက်ကိုကြည့်မယ်ဆိုရင်တစ်ဖက်မှာ ဘရူနိုဖာနန်ဒက်စ်နဲ့တစ်ဖက်မှာအလီယန်ဒရိုဂါနာချိုကိုပွဲထွက်စေတဲ့ပုံစံမျိုးမြင်ရမှာပါအဲ့တော့အတိအကျပြောလို့မရဘူးပေါ့နော်အလီယန်အာရမ်ဒါခွဲနေပြီမြေတကယ်စားတဲ့အခါမှာအနှစ်ယောက်ကပြောင်းလဲပြီးတော့ဆိုတော့ဒီခါလေးကျရင်ဘရူနိုဖာနန်ဒက်စ်ကအလီယန်နေရာမှာရှိတယ်ဒီခါလေးကျရင်လည်းအလီယန်ဒရိုဂါနာချိုကတစ်ဖက်ကအာရမ်နေရာကိုရောက်သွားတာတွေ့ရပါတယ်တိုက်စစ်ပိုင်းမှာတော့ရွေးချယ်စရာမရှိတဲ့အစုံရော့စမတ်ဖွိုင်လန်ကိုပဲအသုံးပြုရမှာဖြစ်ပါတယ်ခင်ဗျဒါတော့ဒီနေ့ညမှာရှင်ပြန်ကစားဖို့ရှိနေတဲ့ United နဲ့ Bilbao ရဲ့ပွဲထွက်လူချင်းအခင်းချင်းမှာအဓိကအားဖြင့် United ရဲ့ line up ကိုစွန့်နေတုံးတက်မှုလို့ပေးရတာ ဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။